ကဟော့ရဲ့ပရိသတ်များအားလုံးပဲမင်္ဂလာပါကျွန်တော်အခုဒီဆော့ဘာဟော့အတွက်ဒါပြန်ဆက်ပြီးမှာပေါ့ဒ်ကတ်မှာတော့ဒီဘလုံးအာဘာနီအပေါင်းမို့လို့ဒီကျွန်တော်နိုင်ငံတော်မှာကျင်းပနေတဲ့အာဘာပြန်ပြီးပြည်ရမှာဒီ off တွေကိုဘလို့တွက်ချက်တည်းသတ်မှတ်တည်းဆိုရဲအကြောင်းပြပါတော့နော်ဆိုတော့ဒါကတော့ဟိုဒါအားပေးတဲ့အစီအစဉ်မဟုတ်ဘဲနဲ့ဒါ knowledge sharing နဲ့ပြပြောဟိုပို့ပြီးတော့ဟို ရိတ်တွေကိုနားလည်သိနေဖြစ်နေတဲ့အတွက်တော့ဒီအကြောင်းကိုကျွန်တော်ကလေ့လာပြီးတော့ဒီကိုယ်တိုင်တွက်ချက်မှုတွေလည်းပါတယ်ကိုယ်တိုင်ပြန်ပြီးတော့ဒီ fast check double check လုပ်ပြီးတော့ဒါပြန်လည်းတက်ဆက်လိုက်တာဖြစ်ပါတယ်ဆိုတော့အဓိကအဖြစ်တော့ဒီဥရောပဘောလုံးပြောင်းသွားမယ်เนาะဥရောပခိုင်တန်းပြီးပြန်လွှဲပြီးပြင်မှာဒီဘောလုံးပွဲတွေကိုသူတို့ဒီဘောလုံးပွဲတွေရဲ့ off တွေကိုသူတို့ဘယ်လိုတွက်ချက်လဲသူတို့ calculate လုပ်လဲဆိုတဲ့အပိုင်းနဲ့ပတ်သက်ပြီးတော့ပြောသွားမယ်ဆိုတော့ဒါ Premier League, La Liga, Serie A, Bundesliga, Ligue 1အခက်အခဲတွေပေါ့လေ။ Netherlands တို့ဒီ ပေါ်တဂါတို့အဲ့ဒီလိပ်တန်ပွဲတွေကဘောလုံးပွဲတစ်ပွဲချင်းစီရဲ့သို့မဟုတ်ဘောလုံးတရာစီရဲ့ဘောလုံးတရာစီရဲ့ချန်ပီယံဘယ်လိုဖြစ်မလဲဘယ်လိုတန်းဆင်းမလဲဆိုတာကြီးအပါဝင်ပေါ့ဆိုတော့အဲ့ဒီအရာတွေကိုခံမှန်းမှုကြီးတဲ့အခါမှာအလေးပေးမှုတွေသတ်မှတ်တဲ့အခါမှာပေါ့ဒီပါဝင်တဲ့အကြောင်းအရာတွေဆိုတော့ဘာလို့တွေပါဝင်တယ်လဲဆိုရင်ဒီသင်္ချာပါမယ်ဒီ mathematics ပါမယ် data science ပါမယ်ဒီ psychology ပါမယ်ပြီးတော့ financial risk management ပါအဲ့ဒီ တင်မတော့တိုင်း၄ခုနဲ့အခုထွက်လာတဲ့အရာတွေအဲ့ဒီအရာတွေကလည်းပေါ့နော်ဆက်တွဲဘလိုကြီးဖြစ်လာတယ်ဘလိုကြီးပြတ်ဆက်တယ်ဆိုတော့အသေးစိတ်ပြောပါမယ်အဲ့တော့အရင်ဆုံးအနေနဲ့ဒီဘလုံးပွဲတစ်ပွဲကံကြပြီပေါ့ဥမာအဖြစ်ဆိုရင်အခုတော့အသေးနဲ့အဲဖရိုဆန်ဂျာမင်းအသေးပေါ့ပြုံးမှာပြင်းအကမ်းလာတဲ့အနေနဲ့ဘာမင်းအသေးအဖာကြီးပြန်ပေါ့ဘောတွေဖြစ်လာပြီဆိုရင်တစ်ကဘာလုံးမှာရှိတဲ့ဒီ property တွေပေါ့နံပါတ်ကြီးတွေဆိုရင်ဒီ battery supply ဒီမှာဖင်နကာရုပ်ဝင်ဟေးဆိုလာတော့ဆိုအစာရှိတယ်မဟုတ်အဲသူတို့တွေ့ပြမှာတခုနဲ့တခုထပ်တူမညီပေနဲ့နည်းနည်းလေးအပြောင်းလဲရဆိုရင် ပေမဝင်ရုပ်တခုမှာရှိတာကျွန်တော်တွေ့ရတယ်ဒါဘာကြောင့်ဖြစ်တာလဲဆိုဒီ the art compiler ဒီ the folk trader ဒီဆိုတော့ဒီလူတွေဟာအဲ့ဒီဒီ veteran community တွေမှာနေပြီးတော့ထန့်ထားတဲ့လူပမာသူတို့တွေက ဒီဘယ်လိုဖော်မလဲဆိုတော့အထိုင်တစ်ခုကိုတိဆောက်တယ် adjust လုပ်တယ်ပြီးတော့ဒီ off တွေကိုလေ့လာကောင်းကြည့်တယ်ပြီးရင်ဒီသူတို့အလုံးလုပ်ပေးနေတဲ့ company ကြီးတွေအတွက် a profit margin နဲ့ကြံလောက်အောင် over the value ရခဲ့တဲ့အနေအထားကိုသူတို့အနည်းဆုံးခဏခဏတက်တယ်လို့ပို့လိုက်တယ်ပို့လိုက်တဲ့အခါကျမှဒီ company ကြီးတွေကနေပြီးတော့ဒီအပေါ်မှာသူတို့ကသူတို့အဲတချို့ကလည်း item နည်းနည်းလေးညော့မယ်တချို့ကလည်းနည်းနည်းလေးပုံတယ်အခါကျရင်တော့အဲ့ ကောင်းကင်လေးဟာမြားတော်အဖြစ်ဒီပင်မအားဖြင့်အတူတူမှာပဲဒီနည်းနည်းလေး point အတင်းအဆောင်လေးတွေကလွှဲရင်အဲအဲအဲပုံစံမျိုးအပွဲနည်းဘလို့ခေါ်မလဲနည်းနည်းလေးဟိုအတူအလျှော့ပွားမှုလေးတွေရှိတယ်သို့သောပင်မအားဖြင့်အတူတူဆိုတာတွေ့ရတယ်ဒါဒါအရင်တော့ဆိုရင်သူကဒီ tradition ကတော့လေ့ကျင့်ပေးထားတဲ့သူတွေပေါ့နောက်ပိုင်းကျတော့ဒီ automated ဖြစ်တဲ့ model တွေလည်းဒါ software တွေ ေါ်လာပြီအပေါ်လာပြီအဲ့ဒီဟာတွေကိုဒီဘယ်လိုကောင်းလဲဖောက်ကြည့်ရတယ်အဲ့ဒီအရာတွေအဲ့ software တွေကိုဖန်တီးရတူလေးအဖြစ်ဆုံးတစ်ခါတော့ကြောင်းသွားပြီဘုံလုံးကတော့ဒီ statistics ဒီ discourse analysis ကိုအတိအကျအကုန်ပြီးတော့လောက်ကြတာတွေ့ရတယ်အမှဒီဒီ website မှာ data analyst တွေပြီးတော့ algorithm engineer တွေသူတို့တွေကတကယ် predictive model တစ်ခုကိုပြီးပေါက်တယ် machine learning ပြီးတော့ဒီ statistical method တွေကိုသုံးပြီးပေါက်ပြီးတော့ ဒီ pattern community ကိုပြီးလို့ report ဒါဒါသူအဓိကလုပ်တဲ့အလုပ်အဓိကနေပြီးတော့မှဒီကျွန်တော်တို့ဟိုတစ်ကဘာလုံးကိုအားရှောင်းနေပြီးအားရှောင်းဘလို့တွက်ချက်တဲ့အဆရှိတဲ့ဆိုအဲ့ဒီအရာတွေပေါ်လာဆိုတော့အားလုံးဟာတိတိမာကွာဟမှုဆိုတာမရှိဘူးဟိုအားတန်ရစီမှာဟိုကြိုက်တဲ့သူတို့ရဲ့ကံလမ်းမှုဒါသူတို့ရဲ့အပူဝင်ဆောင်မှုပေါ့အဲ့ကံလမ်းမှုတွေဥပမာဖြင့်အဲကျွန်တော်တို့မပတ်3 5ဆိုရင် 那透过米亚娜马图维，也就是透过这样的方式，我们把这五位马，都研究清楚了，所以，哎，这那股突然出现的，所以，它把这五位，我这边讲的是尼卡马，那五位突然出现的，左边边弯的嘛，哎，左边边弯的嘛，那五位突然出现的，所以，嘛，当然了嘛，是不是没人去研究？没有人去研究，咱们怎么没人去研究？哎，那股突然出现的。 အသင်းပေါ့နော်အဲ့ဘက်ကနေရက်တည်ရဲ့ပုံလောင်းလဲဆိုဆိုလေအဲ့လူတွေတော့အနိုင်ကျော်ပြီးလိုက်ပြီအဲ့မှာလက်ကြမိနစ်တွေမှာဘိုးဘက်ကတဘိုးပဲပြန်သွင်းတယ်နှစ်ဘိုးပဲပြန်သွင်းတယ်သုံးဒီခန်းပဲသုံးဘိုးပဲပြန်သွင်းတယ်အဲ့ဘက်ကလည်းဒီသူ့အရှုံးအနိုင်မမူတည်ပြီးတော့ပေးလို့ချိန်မှာပေးထားတဲ့သူကိုလည်းတော့ပြန်ပြီးတော့မယူတော့ဘူးဆိုတာမျိုးဒီလိုကမ်းလှမ်းမှုမျိုးတွေပေါ့နော်ဆိုတော့ဟိုရှားလေးရှားတဲ့အခါကျတော့သူထားမျိုးတွေနဲ့ပြန်ဆောင်လာပြေးအောင်လာဖြစ်ဒါကသူ့အပိုင်းဖြစ်ပါတယ်သူချင်းစီအပိုင်းဖြစ်ပါတယ်အဓိကအားဖြင့်ဒါက အရင်တော့ကဒီ foreign expert တွေပြီးတော့ scout တွေ forward analyst တွေအဲ့လူတွေကအဲ့လူတွေကအဲ့ compiler တွေသူတို့သူတို့တွေကသူတို့တွေက injury တွေ weather တွေ tactics တွေပြီးတော့ကွင်းလေဒိုင်နေရဲ့ဒီဖွဲကိုကင်တိုတဲ့ style တွေ penalty အပြေးကျန်သလားအနည်းအပြများသလားအဝအပြများသလားသို့မဟုတ်အဲဖွဲကိုအေးအခင်းချင်းချင်းကင်တိုတဲ့ဒီကားဆိုရင်အမှုအကျင့်လေအဲ့ဒီအရာတွေကိုဟို software နဲ့ပေါင်းစပ်ပြီးတော့အခုကတော့ဒီ AI နဲ့ပေါင်းစပ်ပြီး data driven model တွေနဲ့ ောင်းဆက်ပြီးတော့ဒီကြီးတွေထွက်လာတယ်လို့ပြောလို့ပထမအဆုံးအဖြစ်နေနဲ့ပြောရမယ်အဲ့ဒီမှာတက်သွားဖို့ကောင်းတဲ့အချက်ကကျွန်တော်ကိုယ်တိုင်နဲ့စုံစမ်းရတဲ့အချက်ကသူတို့အဲ့လိုလုံနေရအောင်သိတယ်သူတို့ဘယ်လိုတွက်ချက်တာလဲသူတို့တွေကဒီအရာတွေကို calculated လို့လုပ်တယ်လေဆိုတဲ့အပိုင်းအဲ့ဒီမှာဒီ home win draw away win မှာသူစားတယ်ပြီးပြီးတော့ over under ပါတယ်ကြည့်မယ်ပြီးတော့ဘယ်သူကစပြီးပို့ထင်တာလဲအစားကြီးကြည့်မယ် ပြီးတော့ correct pole line အဲ့ဒီစာတွေဖြစ်နေ။အဲ့ဒီအရာတွေကို project တဲ့အခါမှာ poison regression model လို့ပြောတယ်ဒီဘူးအရေးအတွက်ဘူးအရေးအတွက်ဖြစ်နိုင်လို့ခံမှန်းတဲ့နီလန်အဲ့ဒီကောင်ကပါပြီးပြောတယ်။ပြီးရင်အဲ့ဒီကောင်ကဘယ်ရနေပြောလို့ဆို innovation ဆိုတာရှိတယ်။အဲ့ ELO rating ပေါ့နော်။အဲ့ ELO rating မှာဒီအသင်းရဲ့ history ဒီအသင်းရဲ့လက်ရှိသူတို့ပေးထားတဲ့ score တွေဒီအသင်းရဲ့ ဒီရှေ့မှာတွင်းခဲ့တဲ့တွင်းကိုပေကိုရှေ့မှာတွင်းခဲ့တဲ့ expected goal value expected goal again အဲ့ဒီအကောင်တွေအကောင်ထည့်ပြီးပြတ်ချက်တာအဲပြီးရင်ဒီ Monte Carlo simulation လို့ခေါ်တဲ့ဒီရှေ့မှာဖြစ်ခဲ့တဲ့ ဖြစ်စဉ်ပွဲပေါင်းထောင်နဲ့ချီတဲ့အကောင်တွေပေါ့ software တွေထည့်ထားလာပြီးတော့ထွက်လာတဲ့အရာအပြည့်အစုံရဲ့နောက်ထပ်ဒီ machine learning model တွေပေါ့အဲ့ဒီအဲ့ကောင်တွေအကုန်လုံးကိုပြတ်ချက်ပြီးတော့ historical data တွေအဲသူတို့ရဲ့ဒီ process တွေအဲ့ကောင်တွေအကုန်လုံးပြတ်ချက်ပြီးတော့မှသူက ဒီဟာကို calculate လုပ်တော့သူအဲ့ဒီဟာကို track ချက်တာအဲ့ track ချက်တဲ့အခါမှာမှဒီ market influence နဲ့သူပြန်ပြီး adjust လုပ်တယ် market influence ဆိုတာက Manchester United, Real Madrid, Barcelona, Arsenal ဒီအစင်းတွေက global အသင်းကြီးတွေ Liverpool အခကြီးတဖြစ်ပါလို့အဲ့ဒီ global အသင်းကြီးတွေဒီမှာအဲဒီအသင်းတွေကိုစိတ်ဝင်စားပါဝင်လာမဲ့သူဟာဟို Manchester United ပြိုင်ဆက်တူဦးဟာဒီ Liverpool ပွဲအပေါ်စိတ်ဝင်စားမှုဟာ Liverpool ပြိုင်ဆက်တူဦးလာမပြန်ထန်နိုင်ဘူးအဲ့တော့ ဒီပွဲနဲ့ပတ်သက်ရင်မှာလီဗာပူးနဲ့ဒီပါရစ်စင်ဂျာမိန်ကစားနဲ့ကစားမဲ့ပွဲအပေါ်မှာသူတို့ဒီကိုဝင်လာမဲ့ဒီဝေတီးတွေနော်သူတို့ဒီကိုလာပြီးတော့ဒီခံမှန်းမဲ့သူတွေဟာမျိုးပိတ်တယ်များတယ်ဆိုတော့အဲ market influence ကလီဗာပူးဒီမှာရှိတယ်အဲ့ပုံမှာမူတည်ပြီးသူကအဲ့ပုံအကြပ်ဖို့လုပ်တယ်အဲ့မှာဘာမှဒီဆွဆွဖြည်းဖြည်းဟိုခေါ်တာလို့ပြောတာဆိုတဲ့စကားတွေအရက်စားကျွန်တော်မျိုးမှာလည်းရှိရတော့အဲ့ရမယ်လို့ပတ်သက်ပြီးတော့

tay mà cái này đấy, nick cả là tập khu, thì anh ấy cho là cái đấy, thì cả là tập khu thì anh ấy cho là cái đấy, rồi sau thì ok đấy, ví dụ, hát tin, à tên là tên, hát được hát ok đấy, ví dụ, anh phải được phụ, anh chỉ injury, suspension ok đấy, ví dụ thì player kia thì chắc hẳn ngủ, anh còn phụ, ví dụ chắc hẳn ngủ ở phía của match load lúc của đấy, ở quê bao lâu tan đấy, quê, anh ấy quê sẽ lại cả ra thay được tu, anh ấy yêu ba mình, anh ấy match load lúc kia, ví dụ ီ referee တန်းနဲ့ဒီဒီဆော့ဖတ်ဆောင်ပြောကြတယ်အဲ referee နဲ့ပတ်သက်ပြီးပြီးတော့ weather တွေအဲ့အကျင့်တွေကိုသူတို့အတွက်ဟိုတွက်တယ်ပေါ့အဲ့တော့အဲ့ဒီ import data ကနေပြီးတော့ဒီ output အနေနဲ့ဆိုရင်ဘယ်အသိန်းကတော့အဖြစ်နိုင်ချေ40%ဘယ်အသိန်းကတော့ဒီ A ကဖြစ်နိုင်ချေ40% B ကဖြစ်နိုင်ချေ30% draw အတွက်ဖြစ်နိုင်ချေကဘယ်လောက်ပတ်ဆောင်ဆိုပြီးအဲ့ဒီ percentage ထွက်လာတာအဲ့ဒီကောင်းကြီးပုံမှာဒီ bot maker တွေကနေပြီးတော့သူက 二点四，二点一，二点一，二三四十千万的，icon 的，你这时间的，主要嘞，二点五，二点三，二点三，二点四左右，哎，都蛮抽来的。对不？那这里抛你这嘞，就是美国的，那超级强的公司，你 spoke treasures 的公司，哎，spoke treasures 的 background 公司，statistics 的公司，economics 的公司，你比如，你你那 science 的公司，那什么什么 science 的公司，比如 promotion 的公司。 အဲ့ဒီပြီးတော့ software တွေပါမယ်တို့ဒီအဲ့ရနေပြီးတော့ဒီ initial art ဆိုပြီးတော့စာမျိုးထုတ်လိုက်တယ်ထုတ်လိုက်တဲ့အခါမှာဒီ data scientist တွေကလည်းပြီးတော့ဟိုအဲ့အဲ့အဲ့ဒီအစစ်မှာပုံလို့အရေးကြီးပါဘူးအဲ့ data scientist တွေဒီကနေပြီးတော့ပြင်နိုင်ရအများဆုံး model တစ်ခုကိုသူအဲ့ organ ဆိုပြီးသူထုတ်လိုက်တယ်အဲ့ယူလိုက်ပြီးတော့အဲ့မှာသင်္ချာပြင်ဆင်နေပါလာမယ်ပြီးတော့ final stage ပါလာမယ်အဲ့သူတို့တွေကနေပြီးတော့ decoration model တစ်ခုကိုတည်ဆောက်ထားပြီးတော့အဲဒီတော့တော့ထုတ်ပေးလိုက်တဲ့ပုံမှာရုပ်တိစီရလားဖြစ်နိုင်တယ်လားဆိုတော့ထပ်ပြီးတော့ရှားတယ်အဲရှားပြီးပြီဆိုတော့မှဒီနောက်ထပ်ဒီ risk management လို့ခေါ်တဲ့ financial one တကယ်လို့များဒီမှာကျွန်တော်လွယ်က Manchester City အသင်းနဲ့ Leicester အသင်းတစ်ပင်ဒီ flower ဘက်မှာပုံတွေ့နေတယ်အဲ့အဲ့ထွက်လာတဲ့ off အဟို Manchester City အသင်းရဲ့ဒီအနိုင်ရရှိနိုင်တဲ့ရတယ်မုန်းရယ် 伊东南亚的 outgoing 业，马来西亚的业、ouais，伊咪靠澳门嚟做。一路做芯片的生意，伊出劳力啊，系统关系出劳力啊，一路做芯片的生意。但系，现在，伊宝马出劳力，宝格丽出劳力，伊皮鞋，做库库尔生意，一样一路有生意做。一路包括呢啲 Manchester City 呢，伊 outgoing 业，即系呢啲市度，澳门嘅出劳力，伊澳门嘅生意，泰籍出劳力。

အဲ့ဘောင်ကို adjust ပြန်လုပ်ပေးပါဘူးသူတို့အမှပြန်ပြီးတော့လုပ်တယ်အဲ့မှာဒီသူ့ရဲ့ဒီ theory တွေရှိတယ်အဲ့တော့ဆိုရင်သူတို့ adjust လုပ်မယ်ဆိုတော့ portfolio theory တွေရှိတယ်အဲ့မှာဒီ balance ဖြစ်အောင်လို့နည်းနည်းလေးသူတို့အပြင်ကိုမထုတ်ခင်ပါသူပြန်ပြီးလေ့စားတာအကလာပြီးမှထုတ်လိုက်တယ်ထုတ်လိုက်ပြီးရဲ့အခါကျတော့မှကျွန်တော်ညီရတဲ့ဒီဒီ off ကိုထွက်လာတာအဲ့လိုအဲ့လိုမျိုး adjust လုပ်ပြီးထုတ်သည့်တိုင်အောင်အဲ့မှာအပြင်ကိုထွက်လာပြီးတော့မှဘာကြောင့်ထက်ပြီးတော့ဒီအတိန်ဖောင်းနေဖြစ်တယ်လေ မာညနေတုန်းကတော့မနေ့တုန်းကဒီလောက်အခုဒီလောက်ကြီးဖြစ်သွားတယ်လေအဲ့အရာကဟိုခေါ်တာပြူတာမဟုတ်ဘူးခေါ်တယ်လို့ပြူတယ်လို့ဟိုဘက်ကိုရက်တည်ကျင်အောင်ဒီဘက်ကိုရက်တည်လာကျင်အောင်မဟုတ်လွလွလေးပဲအဲ့ဒီမှာဒီ market analysis ဒီဈေးကွက်ကိုစောင့်ကြည့်တဲ့သူအစမပြတ်စောင့်ကြည့်နေတဲ့သူပေါ်တော့လူတွေပေါ့နော် economic ပညာရှင်တွေဒီ trading သမားတွေအဲ့အဲ့လူတွေကိုငှားပြီးတော့စောင့်ကြည့်နေနောက်ပိုင်းကျတော့အဲ့လူတွေအပြ software တွေကသုံးပြီးတော့အဲ့ဟိုစောင့်ကြည့်တာပါလဲဆိုတော့ဘာပြောကြည့်လဲ ဘလို့ပဲအပြားလှုပ်တာလှုပ်တာတချမ်းပေါင်းနေတယ်ဆိုတဲ့အခါကျရင်အဒီဘက်ကိုပြန်ပြီးတော့လူမျှသွားမှာလို့ဒီဘက်ကိုပြန်ပြန်ပြီးတော့ကစားပြီးတဲ့အမှန်တည်းဆိုတော့ပီဒီယာတစ်ပြေးပြေးနဲ့ဟိုကျွန်တော်အလွယ်ပြောရရင်ကျွန်တော်ဒီ international office မပြောတော့ဘူး190နဲ့190နဲ့130ဖြစ်လာတယ်ဆိုတာအားလုံးကြီးဆိုတော့ဒါပဲလောင်းတော့မှာပေါ့သူတဲ့သူတွေလည်းထပ်ပေါ်လာသူကလောက်တယ်အဲ့လိုလောက်တယ်အဲ့လိုလော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 နဲ့ balance ဖြစ်သွားလို့အများကြီးဆိုတော့အဲ့ဒါအဲ့ဒါက ဟိုဘလို့တွေအပြောင်းလဲလုံးနေတယ်ဆိုတာရဲ့အဓိကအချက်ပဲဘာကြောင့်ကြီးနေကြောင်းလဲဆိုတာအဓိကချက်ပဲလူတွေထင်သလိုလူတွတ်ထားသလိုခေါ်တယ်လို့ပြုတယ်ဆိုတာလုံးဝမဟုတ်ဘူးဆိုတော့အဲ့လိုထင်နေဆိုရင်လည်းအဲ့ဒါကမှားနေပြီလို့ကျွန်တော်တဲတယ်လို့ပြောမယ်ဆိုတော့ဒီအရာတွေကစင်ချာရဲ့ science data science ရဲ့ analysis ပြီးတော့ financial expert ရဲ့ market analysis သူတို့သူတို့တွေကအဲ့ဒီဟာကိုတောင်းနေတယ်သူတို့အဲ့ဒီမှာဒီစောစောပြောတဲ့ဒီ psychology မားတွေကလည်းပါတယ် ဒီအဓိကပါလဲဆိုတော့ market influence အပေါ်မူတည်ပြီးတော့ဒါဆိုရင်တော့ဒီလူကအဲဒီလိုရှိမယ်သူတို့တွေကဘယ်လိုပဲဖြစ်ဖြစ်ကြောင်းလာရှောင်းသွားမယ်ဒီသူတို့ကစားရင်ဒီရောက်ရတာမှဖြစ်တဲ့အတွက်အဲ့ကောင်နည်းနည်းရှော့နည်းနည်းရှော့ဆိုတာအစိတ်ပိုင်းဆိုင်အောင်ပုံသက်တဲ့သူတို့ဒီလူလည်းပါတယ်အဲ့မှာကျွန်တော်ကဟိုဥမာတစ်ခုပေါ့နော်အာဖနာအသိနဲ့သားပါတော့အတိုင်းမင်းနဲ့ကစားမယ်ဆိုတော့အာဖနာအသိနဲ့အင်ဂျင်ကိုဟုံးမှာကစားမယ်ဆိုတော့အဲ့တော့အဲ့လိုဟုံးမှာကစားရတဲ့အခါသူတို့ဘယ်လိုတွက်ချက်လဲသူတို့ဘယ် model ကိုသုံးကြလဲဆိုတော့ဒီ poison mortal ဆိုတဲ့ကောင်ကိုဒီ score line တွေ credit လုပ်တဲ့ mortal ကိုတော့သူကဒီ lambda ပေါ့နော် lambda လို့ခေါ်တဲ့ error score ဆိုတာ center 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 file တစ်ခုပဲဆိုတော့ lambda ဆိုတာအဲ့အဲ့ lambda လို့ခေါ်တဲ့ဒီ error score ကိုပြတ်ပြတ်ပြီးတော့ after ရဲ့ဒီပွဲအတွက် error score rate က1.8ဖြစ်နိုင်ပြီးရှိတယ် mm -hmm. to yeah, um... so, so, biomimic average က1.5ဖြစ်နိုင်ပြီးရှိတယ် after အသင်းဘိုးပေးဖို့အတွက်က1. 2လောက်ရှိမယ်။ Bayern နဲ့ချာ1.1လောက်ရှိတယ်။အခါရှိရင်အဲ့ကောင်တွေထွက်လာတယ်။ထွက်လာတဲ့အခါကျရင်ဒီနောက်တစ်ခါဒီ expected goal တွေကိုကြည့်တယ်။ expected goal တွေကိုကြည့်တဲ့အခါကျအဲ့ expected goal ဒါကဟိုသူတို့သတ်မှတ်ထားတဲ့ expected goal ပေါ့လေ။အဲ့ expected goal ကဒီ Arsenal ရဲ့ Lander က1.6ရှိမယ်။ Bayern ရဲ့ Lander က1.3ရှိမယ်။ဒါထွက်လာတယ်။ထွက်တဲ့အခါမှာသူက formula ဆုံးလိုက်တယ်။ p times k ပြီးတော့ဟို lambda equal to uh, e power minus lambda times uh, lambda power k divided by k factorial ไอ้ equation ကိုသုံးပြီးတော့အဲ့မှာအဲ့ equation ကနေသုံးပြီးတော့ဒီတင်းကနန်းလေးပေါ့နော်စောစောပြောတဲ့တင်းကနန်းလေးကိုအသားထိုးပြီးတော့ထည့်လိုက်တဲ့အချိန်မှာဒီ arsenal ရဲ့ lambda ကထပ်ပြီးတော့ထွက်လာတယ် arsenal ဟာဘိုးမသွင်းနိုင်ကြီးက0.2019တဘိုးသွင်းနိုင်ကြီးက0.3223အဲ့နှစ်ဘိုးသွင်းနိုင်ကြီးက0.25 အဲသုံးဖို့သွင်းနိုင်ရေက0.13 effect ကြီးအဲ့လိုထွက်လာတယ်ဆိုတော့အဲ့လိုတွက်ချက်တဲ့နေမှာ0 to 4ထိရေဆိုတွက်တယ်6ဘူးလို့9ဘူးလို့10ဘူးလို့ဖြစ်နိုင်ရေမရှိတဲ့အရာတွေကိုထည့်ဝင်ပြီးတော့ဘူးအဲ့တော့အထက်တွက်မယ်ဆိုလေအဲ့သူတို့ရဲ့ဒီ3နဲ့ဒီ method က i formula ကမှားတော့မှာဘာကြောင့်လဲဆိုတော့သူကဒီဖြစ်နိုင်ရေရှိသော range အတွင်းမှာသာတိကျတဲ့ model ဖြစ်တဲ့သူကအဲ့လိုမျိုးဟိုဝက်တရာမှာတခါဖြစ်မဲ့ result ကိုသူမထည့်ဘူးအဲ့တခါ binary set လမ်းတော့ cú mà tôi này thì là tiêu quan 27 cú tôi này thì tiêu quan 35 nó cú tôi này thì tiêu quan 23 tôi cú tôi này thì tiêu quan 09 à sao chỉ được anh được thoát lại anh được thoát lại vì để khả năng mà các ha one one thế này thì số acne one five minus <coughs> one thế này thì lao xì được lấy số à cái này acne one five minus one p equal to a a số acne a equal to one times p equal to uh, sorry p times a equal to one ပြီးတော့အမြောက် p time b 1ဒါတွေကဟိုတချို့တွေကြော်သွားလို့ရတယ်နားမထောင်လို့ရတယ်ဟိုတချို့စိတ်ဝင်စားတဲ့သူတွေအတွက်ခြားရေးပြီးတော့ဟိုမှန်းစားကြည့်လို့ရအောင်ပြောပြတာအဲအဲ့ဒီကနေပြီးတော့ထွက်လာတဲ့ဟာကဆိုတော့အဖေရဲ့ဒီ lambda ဒီ1.6ကိုအသာထုတ်မဲ့ဒီ5 minutes ရဲ့ lambda 1.3ကိုအသာထုတ်မဲ့အဲ့ဒီကနေပြီးတော့0 point တော့အဖေရဲ့သဘိုးသွင်းနိုင်ကြာ0.32ရှိပါဘူးဆိုတော့0.32 times 0.35 equal to 0 ထွက်ချလာပြီ0.1144ဆိုတဲ့အဖြစ်ထွက်လာတယ်အဲ့ဒါကမှတ်ထွက်ထားတယ်ဆိုတော့အခါကျတော့နောက်ဆုံးအချုပ်ကအာဆနယ်ဘိုင်မွန်နစ်တကူးစီပြေးကြနိုင်ပြီဟာ7.44ရာခိုင်နှုန်းရှိတယ်ပြီးတော့အာဆနယ်21ဘိုင်မွန်နစ်ကိုထွက်ချလိုက်တယ်0.05ရှိတယ်အဲအဲ့လိုမျိုးပေါ့အာဆနယ်22ဘိုင်မွန်နစ်ကိုထွက်ချလိုက်တယ်0.05 95ဆိုပြီးတော့အဖြေထွက်လာတယ်။အဲအဲ့ဒီအပေါ်မူတည်ပြီးတော့ထုတ်တာ။ဆိုတော့ နောက်ဆုံးကျွန်တော်တို့ကဒီ final output ဆိုပြီး rounded ပြန်လုပ်လိုက်တယ် Arsenal 1-1နဲ့နိုင်ကြီးက17တက္ကမသေးရခိုင်နှုန်း Arsenal 2-1နဲ့အနိုင်ရနိုင်ကြီးက9.1ရခိုင်နှုန်း Arsenal 2-2ဖြစ်နိုင်ကြီး6.2ရခိုင်နှုန်းအဲ့လိုပဲအခြားတက္ကမ Bayern Munich 2-1ဖြစ်နိုင်ကြီး8.2ရခိုင်နှုန်း Bayern Munich 1-0ဖြစ်နိုင် Arsenal ကွင်းကဟာကိုပြောတော့7.2ရခိုင်နှုန်းဆိုပြီးထွက်လာတယ်အဲ့ဒီတော့မှကျွန်တော်ကနောက်ဆုံး odds ကထွက်လာပြီ Arsenal win equal to အဲ့ကောင်တွေအပေါ်ချုပ်ပြီးတော့ပြန်ပြီးတော့ဒီ sum up လုပ်လိုက်တာ39% ဘန်ယူနစ်ဟိုင်ဟိုတယ်ဖို့ပါကန်ဒီကြဘောတယ်ဖို့ပါကန်အဲ့လိုမျိုးထွက်လာတယ်ဆိုတော့အဲ့လိုပြောမယ်ဆိုရင်ဒါကျွန်တော်ပြောတဲ့ခေါ်တယ်လို့ပြုတယ်လို့ဘာလို့ညာလို့ဆိုတာဒီမဆိုင်တော့ဘူးဒါဒါပြည့်စက်တယ်လည်းသဘောပေါက်တော့ပြီးတင်တယ်အခုဒီဟာဒါစီခြင်းလို့ခေါ်တာအပိုင်းကိုလာစီရောအဆင်လာစီအဲ့တော့လာစီခြင်းလို့မဟုတ်ဘူးလာအောင်လို့ကိုဒီဘက်ကအဓိကဘာလဲဆိုတော့ market share မှာ ီ margin ထွက်လာအောင်လို့ market ထဲမှာ balance ဖြစ်နေအောင်လို့အများအားဖြင့်ကြည့်တယ်အဲ့ဒါကဟိုအဲ့အဲ့ကောအဲ့မှာဒီစိတ်ပိုင်းဆိုင်ရာကစားခြင်းမပါဘူးအဲ့မှာကဒီတက်လာတဲ့အနေအထားပေါ်ကြည့်ပြီးတော့မငြင်းငြင်းအောင်လို့ဒီဘက်ကလိုင်းနှင်းဒီဘက်ကိုဆက်ချဒီဘက်လိုင်းနှင်းဒီဘက်ဆက်ချအဲ့ဒီဟာကိုလုပ်တာဆိုတော့အဓိကအဖြစ်ဆိုရင်ဒီကျွန်တော်တို့ကဒီ model ပေါ့နော်ဥမာဒီ poison distribution model ကိုတော့ပြောလို့သုံးလဲဆိုရင်သူကဒီလိုမျိုးဒီ red event လို့ခေါ်တယ်ဒီ core merit game တွေပြောဆိုရင်မှ0 to 4ပေါ့เนาะ0 to 4 format ပေါ့เนาะအဲ့ဒီအဲ့ဒီအထားလို့မှာ basketball ကိုသွားတွက်လို့မရဘူး volleyball ကိုသွားတွက်လို့မရဘူးဒီ offense အများကြီးဖြစ်နိုင်တယ်တွက်လို့မရဘူးအဲ့လို red event ကိုတွက်တဲ့နေရာမှာဒီကောင်ကအရင်ကောင်းတယ်ပြီးတော့ဒီသင်္ချာနီးလန်းအရာထိရောက်တယ်ပြီးတော့ဒီသူတို့မှာ low at the parameter ကတစ်ခုပဲရှိတယ် lambda တစ်ခုပဲရှိတယ်အဲ့တစ်ခုကလည်း expected goal တွေကနေပြီးပြီးပြီးတော့ပြန်တွက်တာ ဆိုတော့အဲ့ပုံပဲရှိတယ်အဲအဲ့ဒီအပေါ်မှာမူတည်ပြီးတော့နောက်ဆုံးဒီဟာလေးထွက်လာတယ်ဆိုတော့ဒီအချက်ကိုနားလည်ရင်ဟိုအတိအကဒီအချက်ကိုနားလည်ရင်ဟိုအောက်အောက်ထိပေါက်ချတယ်တဘာတို့ပေါက်ချတယ်မပြောတော့ဘူးတော်တော်လေးပြောတော့ဆိုတော့ဒါကြောင့် Python ကိုသုံးတယ်ဆိုတော့ discrete ဖြစ်တဲ့ဘိုးကောင်းစီ0 1 2 3အဲ့အရာတွေအတွက်ဒီ model ကိုသုံးရင်ဟာအကောင်းဆုံး excellent တခြားသူ့လောက်ဘယ်မှမကောင်းဘူးပြီးတော့ဒီရိုးရိုးရှင်းရှင်းနဲ့ရိုးရိုးရှင်းရှင်းနဲ့ဒီ sorry ရိုးရိုးရှင်းရှင်းနဲ့တွက်ချက်တဲ့နီလန်းအဲရိုးရိုးရှင်းနဲ့တွက်ချက်တဲ့နီလန်းကနေပြီးအကောင့်ထဲပေါ်လာခြင်းဆိုတဲ့အပိုင်းမှာ excellent ဖြစ်တယ်ပြီးတော့ညံတယ်အိုင်ညံလာအပိုင်းမှာ excellent ဖြစ်တယ်ပြီးတော့ဒီ model ဟာတရားရက်တည်နေတဲ့ model တစ်ခု independent ဖြစ်တယ်ဆိုတော့အဲ့အပိုင်းမှာလည်းအားကောင်းဒါပေမဲ့ဟိုသူအားမကောင်းတာကဘာလဲဆိုတော့ဟို tactical dynamics တွေကိုတွက်တဲ့အပိုင်းမျိုးအဲ့လိုမျိုးလူစိတ်ကနေပြီးတော့အစဉ်ပြေလို့လုပ်နေမယ်ဆိုတဲ့အပိုင်းမှာဒါဒီ model ကလုံးဝလုံးဖြစ်ဘူး အဲအဲ့လိုပဲဒီကစားသမားတွေပေါ့နော်ကစားသမားတူဦးချင်းစီရဲ့ဒီဘလို့ခေါ်မလဲအစိတ်ပိုင်းဆိုင်ရာအခြေအနေတွေအဲ့ဒီကောင်တွေကိုတွတ်တဲ့အပိုင်းမှာအလုပ်မဖြစ်ဘူးသူအလုပ်ဖြစ်တဲ့အပိုင်းနေတာဘောလုံးဘွားတို့ဝဲဝဲကိုဒီ off တခုထွက်လာလို့ဆိုတော့လွန်လောက်တဲ့အပိုင်းဖြစ်တယ်ဆိုတော့ order ကိုသုံးတယ်ဆိုတော့ဒါအဲ့လိုနေပဲကျွန်တော်တို့လက်ထဲကိုကျွန်တော်တို့ညားတယ်ဒီ button off ထွက်လာတယ်ဆိုတော့ဒါကဒီ button off ဆိုဘလို့သူတွေလုံနေကြလဲသူတွေပေါင်းပတ်သက်တယ်ဘလို့ဖြစ်တယ်ဘာကြောင့်အပြောင်းအလဲတွေရှိတယ်လဲ ်သွားနေပတ်သက်ပြီးတော့ဒါဒါ knowledge အနေနဲ့တင်ပြလိုက်တာဖြစ်ပါတယ်ဒီလိုအားပေးကြတာဖြစ်တယ်အားလုံးအခုပဲသိနေကြပါတယ်